တရုတ်စက်ကူကြာကြီးပြီးဆုံးပြီကြီးမားတဲ့စိတ်ဖြစီမှုတွေရောက်လာပြီးတော့လူတွေကခေါင်းဆွဲကြောက်တီအပေါ်မိခုံနေရပြီအခုလက်ရှိအချိန်လေးကတော့လူတိုင်းကအပေါ်ရန်မျက်နှာပြင်ပေါ်မှာ အစဉ်ပြေနေကြသလိုပါပဲလူတိုင်းကသူတို့မထီခိုက်ကြဘူးလို့ပြောနေကြပါတယ် ဒါပေမဲ့သူတို့ဟာခောက်ဆွဲကြောက်တွေအသေးရွက်တနတ်တွေဟင်းသီးရွက်တွေကိုပဲစားသုံးနေကြပါတယ်။ကွမ်ဂျိုးမှာဆိုရင်နေလေစာဘူးတပူးကို၄ရွက်နဲ့အယောင်ချတဲ့နေရာမှာလူတွေကြိတ်ကြိတ်တို့စီကားနေပါတယ်။အဲဒီနေလေစာဘူးထဲမှာ ဟင်းလေးမျိုးပါဝင်ပါတယ်။ကျအုပ်မွေးကြောအာလူးခောက်ဆွဲနဲ့အသေးရွက်တနတ်တွေပါဝင်ပါတယ်။ဒီ၄ရွက်တန်နေလေစာဘူးကလက်မလဲအောင်ယောင်ချနေရပါတယ်။ဒါကကွမ်ဂျိုးတိုးတက်နေတာကိုပြသနေတာလား လူတွေမတုံးဆွေးနိုင်ကြတော့တာကိုပြသနေတာလားလေးရွန်ဆိုတာက3.55ဒေါ်လာနဲ့ညီများပါတယ်မြို့သူမြို့သားတွေကဒီလိုဈေးသက်သာတဲ့နေ့လယ်စာဘူးတွေနဲ့ခောက်ဆွဲကြောက်တီပေါ်မှာမိခိုနေရပါတယ်ဒါကတော့တရုတ်နိုင်ငံရဲ့လက်ရှိစီးပွားရေးအခြေအနေဖြစ်ပါတယ်ဒီကနေ့ခေတ်ကဘာတွေဖြစ်နေတာလဲမသိပါဘူးဗျဆန်နေထမင်းတွေရောင်းချရဖို့တောင်ခက်ခဲနေပါတယ်ဒီနေ့ကျွန်တော်အိမ်မှာဆန်ကုန်သွားပြီလေဒီတော့ကျွန်တော်ဈေးဆိုင်မှာသွားဝယ်တာပေါ့ ဆိုင်ဖိုင်ရှင်ကပြောတယ်ဗျဒီနေ့စံနေစီရောင်းရတာခက်ခဲတယ်တဲ့ ဒါကတော့ပြည်သူတယောက်ရဲ့ပြောစကားဖြစ်ပါတယ်။နောက်ဆုံးရထားတဲ့အချက်လက်တွေရဆန်ရောင်းချရမှုက30ရာခိုင်နှုန်းချဆင်းသွားတယ်လို့ဆိုပါတယ်။ဟင်းဒီဟင်းရွက်တွေအသားတွေကို လူတွေမဝယ်တာမအံ့ဩပါဘူး။ဒါပေမဲ့ဆန်နေမဝယ်ကြတော့တာတော့အံ့ဩမိတယ်။လူတွေထမင်းမစားကြတော့ဘူးလားမသိဘူး။ဒါကတော့ဈေးဆိုင်ပိုင်ရှင်တယောက်ရဲ့ပြောစကားတွေဖြစ်ပါတယ်။ဆလိဖြက်လိုက်ကြတဲ့လူတွေလည်းတန်ပေါင်းများစွာရှိနေပါတယ်။လူတယောက်ကဆိုရင် ကျုပ်စစ်လေးတောက်တာကြောင့်မိသားစုဝင်တွေဝင်ငွေထိခိုက်တာကိုကျုပ်မမြင်ချင်ပါဘူးလို့ဆိုပါတယ်သက်ဆန်100ရွှေဆိုရင်ဆန်100ကီလိုဝင်နိုင်ပြီးတော့မိသားစုတစ်ခုတစ်ရက်စားလို့ရပါတယ်90ရွှေဆိုရင်မိသားစုတစ်ခုခေါင်းခေါင်းမွန်မွန်စားလို့ပါတယ်ကြီးမားတဲ့စီးပွားရေးကြဆင်းမှုကြီးကလာနေပါပြီစီးပွားရေးလုပ်ငန်းတွေကလည်းရင်းနှီးမတင်ငွေတွေနဲ့ပါသွားပါတယ်ဒါကလာမယ့်နှစ်ပေါင်း20 30လောက်အထိဆက်ဖြစ်နေနိုင်ပါတယ် ရန်စီမြစ်ဒေသမှာဆိုရင်စီးပွားရေးကျဆင်းမှုတွေဖြစ်နေခဲ့ပါတယ်။ကြီးမားတဲ့စီးပွားရေးရပ်တန့်မှု recession ကလာနေပါပြီ။ဒီအတွက်တရုတ်သုံးဆွဲသူတွေရဲ့သုံးဆွဲမှုကလည်း တဖြည်းဖြည်းရောကြလာပါရင်ရှန်ဟိုင်းမှာပြုလုပ်တဲ့အချက်လက်လေးလာမှုတစ်ခုအရဆိုရင်သုံးဆွဲသူတွေရဲ့သုံးဆွဲမှုဟာဆလီးရာခိုင်နှုန်းကျဆင်းသွားတယ်လို့ဆိုပါရင်ဂန်ယိုရဲမျိုးတွေကနေအဒရီမိုင်းဒေတာမျိုးစည်းတွေအထိအလုံးလက်မဲ့ဥယေလည်းများပြားလာနေပါရင်လောအားကတွေနေပါနေတာကလည်းဆယ်စုနှစ်တစ်ခုရှိနေခဲ့ပါပြီအသက်ရှင်ရည်တည်နိုင်ရေးအတွက်အလုံးသမားတွေရလောအားကနေပါတဲ့အလုပ်တွေမှာလည်း ဝင်ရောက်လုပ်ကင်နေရပါတယ်။ဒါပေမဲ့အလုပ်ကင်ရှားပါမှုတွေကဆက်လက်ဖြစ်နေပြီးတော့စီးပွားရေးကြဆင်းမှုအရေးမဲကြီးကတနင်္ဂနွေလုံးအပေါ်တက်ရောက်နေခဲ့ပါပြီ။အထူးသဖြင့်တော့ အသက်40ပိုင်းလူတွေအတွက်ပိုခက်ခဲနေရပါတယ်။ကျုပ်အသက်40ပါ၊ကျုပ်လောကတွေရှော့ပေါခံရပါတယ်။ဒီသက်ရွယ်နဲ့အသက်အလုတ်ပြောင်းဖို့ကတော့မလွယ်ပါဘူး။ဒေချာရှင်းလင်းတဲ့ဖြည့်ရှင်းချက်တွေကိုချုံမရသေးပါဘူး။ဒါပေမဲ့ဆက်ပြီးတော့အသက်ရှင်နေရပါအောင်မယ်။ဒါကတော့အသက်40ကျော်အရွယ်အမျိုးသားအလုပ်သမားတစ်ယောက်ရဲ့ရှင်ဖွင့်စကားတွေဖြစ်ကြပါဗျ။ ဒီနေ့ပိုင်းမှာတော့ပုံမှန်မဟုတ်တဲ့ဖြစ်ရက်တွေဖြစ်ပွားခဲ့ပါတယ်။လွန်ခဲ့တဲ့ဆယ်စုနှစ်ကလောကကာလကိုပဲအခုအလုပ်သမားတွေရနေကြပါတယ်။လောကကရီယာပြင်းပြအနက်ထောင်3000လောက်ပဲရှိပါတယ်။တကယ်စီးပွားရေးရအေးဆက်နေပါတယ်။နေရာအနှံ့မှာပိတ်လိုက်ရတဲ့ဈေးဆိုင်တွေရှိနေပါတယ်။ shopping mall တွေမှာလူတွေမရှိတော့ပါဘူး။စီးပွားရေးလုပ်ငန်းရှင်တွေကအချွေးတွေနဲ့လဲပတ်နေရပါတယ်။ဗီဒီယိုတစ်ခုမှဆိုရင်မင်းတို့ယုံမှာမဟုတ်ဘူး။ Guangdong မှာတနအီယို ကိုရွံနဲ့အလုံးလုံးနေတဲ့သူတွေရှိတယ်လို့တန်တော်ပြောနေတဲ့ဗီဒီယိုတစ်ခုတက်လာခဲ့ပါတယ်။ဈေးကွက်ကခက်ခဲနေတဲ့အတွက်လှုပ်ချင်လို့မလှုပ်ချင်တခြားလူလှုပ်လိမ့်မယ်ဆိုတဲ့အခြေအနေကိုရောက်နေပါပြီ။လူအများပြားတရက်စာနေစာအလုံးရဖို့လမ်းတွေပေါ်မှာစောင့်ဆိုင်နေရပါတယ်။ အချိန်ကြာကြီးဆောင်ဆိုင်ပြီးတော့မှတို့တွေရလူ၁၀ယောက်ကိုပဲအလုပ်ရှင်ကအလုပ်ပေးပါတယ်။ဈေးဝင်နေမှာဆိုရင်အောက်ခြေသိမ်းအလုပ်တွေလုပ်မဲ့လူတွေအများအပြားရှိနေပါတယ်။နောက်ဆုံး data တွေအရ2025ခုနှစ်တရက်အနည်းဆုံးလောက်အားကား 48ယွမ်ရှိရမှာဖြစ်ပါတယ်။ပြည်မြအနေနဲ့ကတော့တနာယီကို6.8ယွမ်လောက်ရှိပါတယ်။ဒါပေမဲ့အလုသမားတွေကတော့တနာယီကို6ယွမ်လောက်ရရင်လည်းလုံနေကြတာပါပဲ။ဆိုလိုတာကအလုသမားစည်းကွက်မှာပြိုင်ဆိုင်များနေပြီးတော့ဒင်မလုံးရင်တခြားလူတယောက်ကလှုပ်သွားမှာဖြစ်ပါတယ်။ပိတ်ထားရတဲ့ဈေးဆိုင်တွေများလာတာနဲ့အမျှ မျိုးတွေကတစီမျိုးတွေနဲ့ပို့တူလာပါတယ်အခုလက်ရှိမှာတော့ဈေးဆိုင်တရာမှာ63ဆိုင်ပိတ်ထားရပါတယ်ဒါက63ရာခိုင်နှုန်းဈေးဆိုင်ပိတ်ထားနှုန်းရှိတယ်လို့ပြောနေတာဖြစ်ပါတယ်ဒါလောက်ဈေးဆိုင်တွေပိတ်ကုန်တဲ့အတွက်အလုံသမား68ရာခိုင်နှုန်းဟာအလုံအကန်ရှားပါမှုနဲ့ရှင်ဆိုင်နေရပါတယ်အလယ်လက်ဒန်းစားပြည်သူတွေအတွက်ကတော့ဒီအခြေအနေတွေအတွက်ထွက်ပေါက်ရှိမနေပါဘူးရှန်ဟိုင်းမှာတော့ကမ္ဘာကြီးကလုံးဝပြောင်းလဲနေပါပြီ တင်ရအိမ်မဝယ်ဘူးကားမဝယ်ဘူးစီးပွားရေးမလုပ်ဘူးဆိုရင်တင်ရအနိုင်ရသူ ဖြစ်နေပါပြီလက်မထက်ဘူးဒါမှမဟုတ်နောက်ကျမှလက်ထက်မယ်ဆိုရင်လည်းတင်ကအနိုင်ရသူဖြစ်နေပါပြီလက်ရှိချင်းတွေအရရှီမန်းချက်ကြီးကြီးမမထားနေတာကတင့်ကိုပို့ပြီးတော့ရှုံးစေပါတယ်ဘာမှမလုပ်ဘဲနေတာကတင့်ကိုအနိုင်ရစေပါတယ်ဝူဟန်မှာဆိုရင်အိုးအိမ်မဲ့လူတွေအများကြီးရှိနေပါတယ်ဒီလဲလျောင်းနေတဲ့လူတွေကိုတင်မြင်မိပါပါသူတို့ဘာလို့အလုံးမလုံးကြတာလဲ လဲအိနေတဲ့မိန်းကလေးတွေတောင်ရှိပါသေးတယ်။ငါမှသွားစရာနေရာမရှိဘူး။အလုံးမရှိ၊အိမ်မရှိ၊ကားလည်းမရှိဘူးလို့လမ်းပေးရလူတယောက်ကဆိုပါရယ်။မိသားစုရှိလား၊မိသားစုစီကအကူအညီတောင်းပါလားလို့မေးတဲ့အချိန်မှာလဲသူကငါမိသားစုကိုအခက်မတွေ့စေချင်ဘူးလို့ဖြေပါရယ်။အလုံးကံရရှိမှုခက်ခဲတာတွေအပြင်စီးပွားရေးဖိအားတွေမိသားစုဖိအားတွေကြောင့်လူတွေအများကြီးအခက်တွေ့နေရပါရယ်။ နှလုံးမရတာနဲ့ဝင်ဝင်နေဖားတာတွေကြောင့်မိသားစုတွေခက်ခဲနေကြပါတယ်။ဒီလိုနဲ့မိသားစုပြဿနာတွေတက်လာပြီးတော့ကွာရှင်းကြတဲ့ဇုံတွေတွေလည်းများလာခဲ့ပါတယ်။ဒီရဲ့ပိုင်းတွေမှာချုပ်တထေးရဲ့စူပူတော်ကိုနေရိုင်းခံနေရတယ်ဗျ။ဒါပေမဲ့နေတိုင်းပဲချုပ်အလုပ်သွားပါတယ်။မသွားလို့အလုပ်ပြုတ်သွားရင်ကျုံမိသားစုအခက်ခဲမှာပါ။ကျုပ်ကကားအကျွေးတွေကြည့်အောင်ဆက်ရအောင်မယ်။ကလေးတွေရဲ့ tuition လာကလည်းရှိသေးတယ်။ ကျုပ်တယောက်ထင်းနဲ့မလွယ်ကူအလုံးအထွတ်လွယ်တဲ့အဝတ်စားတွေအသုံးစရိတ်တွေက လားစာနဲ့တောင်မကမိပါဘူးလို့လူတယောက်ကညင်းညူပါတယ် တခြားလူတွေရဲ့အသက်30နဲ့40အရွယ်ဇနီးတွေအင်ရှင်မတွေကအိမ်အလုပ်ပဲလုပ်ပြီးတော့အိမ်မှာထိုင်နေလို့ရတယ်လေ။ဒါပေမဲ့ကျမကတော့အဲ့လိုမရပါဘူးလို့မြို့သမီးလို့တမားတယောက်ကပြောပါတယ်။အသက်အရွယ်ချင်းရနေသူတွေကငကိုရှိထားတဲ့အလုပ်ကိုတီးခံပြီးတော့ဆက်လုပ်နေကြရပါတယ်။ဒီအသက်အရွယ်မှာတော့အလုပ်တစ်ခုရဖို့ဆိုတာမလွယ်ကူတော့ပါဘူး။တကယ်လို့လူတယောက်ကတစ်နှစ်လောက်အလုပ်မရှိဘူးဒါမှမဟုတ်ရင်တစ်နှစ်လောက်မိသားစုဝင်ဝင် မရှိတော့ရင်အဲ့ဒီမိသားစုက ငကူမူလနေထိုင်ရင် lifestyle အတိုင်းဆက်ပြီးတော့နေထိုင်လို့မရနိုင်တော့ပါဘူး coffee ဆိုင်တွေမှာလည်းအလုံးမရှိတဲ့လူတွေက coffee တစ်ခွက်နဲ့တနေ့ကုန်ထိုင်နေကြပါတယ်တက်လက်ပိုင်းအရွယ်အလုံးကင်မရရှိမှုဟာမိုးထိုးနေပါပြီဒီကနေ့ပြိုင်ဆိုင်မှုများတဲ့အလုံးကင်ခွင့်လန်းတွေအတွက်လူငယ်တွေပါထိခိုက်လာနေပါပြီလက်တလောပွဲယူထားတဲ့လူငယ်တွေတောင်အလုံးရရှိဖို့ယုံကန်နေရပါတယ်မြန်မာတဲ့ပွဲတစ်ခုကိုရထားတာကအလုံးကင်တည်ဆောက်မှုကိုမပေးစွမ်းနိုင်တော့ပါဘူးဒါကြောင့်ပွဲရလူငယ်တွေဟာ ဟာလောက်ခလာစာနေတဲ့အလုပ်တွေသူတို့ရချတဲ့ပွဲနဲ့မကန့်ညီတဲ့အလုပ်တွေကိုပဲတီးခံလုပ်နေကြရပါတယ်။အခုအချိန်တွေကလူငယ်မျိုးဆက်တွေအတွက်အမှန်တကယ်ဖြစ်လာနေပါပြီ။ကျမမရတာသူစုဆောင်ငွေတွေနဲ့ကျမကိုချောင်းပြအောင်မချားခဲ့ရင်ကျမပိုတောင်အဆင်ပြေနေမယ်ထင်တယ်။အခုကျမပွဲရပြီးတော့အလုံးလက်မဲ့ဖြစ်နေပါတယ်လို့မျိုးသမီးတယောက်က ရှင်းပြပါတယ်။ ကျွန်မပွဲရတာလက်တလောရမှာပါမကြခင်ကျောင်းအဆောင်ကနေကျွန်မရွှေ့ပေးရတော့မယ်ပြီးတော့ကျွန်မကိုပိုင်နေစရာတခုကိုရှာရတော့မယ်ကျွန်မမိသားစုကအနှစ်တည်းအများကြီးကျွန်မကိုကြောင်းထားခဲ့ရတယ်ကြောင်းပြီးတော့ရင်လာစားကောင်းတဲ့အလုပ်တခုခုကိုကျွန်မရမယ်လို့သူတို့ကထင်ထားခဲ့တာပါအခုတော့ကြည့်ပါဦးကျွန်မအလုပ်လျှောက်ထားတာနေရာတရာလောက်တောင်ရှိနေပါပြီအခုထိအလုပ်တခုမှကျွန်မကိုမခေါ်ကြသေးပါဘူး လူတွေပြောကြတော့ကျမတို့ Gen Z တွေကထွန်းတောက်မယ်အခွင့်အရေးတွေကောင်းတယ်လို့ပြောကြပါတယ်။ဒါပေမဲ့ကျမအခုထိအလုံးမရသေးပါဘူး။စပွဲတို့တယောက်နေနဲ့လို့ရင်တလရွံ3000လောက်ရမယ်လို့ကျမကြားပါတယ်။ဒါလို့ဆိုလည်းမဆိုးပါဘူး။တကယ်လို့ကျမသာအကြောင်းပြအောင်မတက်ခဲ့ရင်လည်းဒီအလုံးလောက်ကတော့ရနိုင်ပါတယ်။အခုတော့အကြောင်းပြအောင်တက်ရတာက အချိန်ကုန်ငွေကုန်လူပင်ပန်းဖြစ်ခဲ့ပါတယ်လို့သူမဆက်ပြောပါတယ်။ ျွန်တော်မိတ်ဆွေတယောက်ဆိုရင်တရက်ကိုအလုံးတစ်ခုလုံးမှတစ်လကိုရွှန်သုံးတောင်လောက်ရပါတယ်။အလုံးကပင်မန်းတဲ့အလုံးမျိုးပါ။ဒါပေမဲ့လောကကတော့နေဖားလုံးပါတယ်လို့လူတယောက်ကပြောပါတယ်။အလုံးခိုင်နေရာတွေအထက်ပြိုင်ဆိုင်နေရတဲ့လောလောလတ်လတ်ပွဲယူထားသူ၁၀တန်းလောက်ရှိနေပါတယ်။အင်ဂျင်နီယာလုပ်ငန်းလုပ်ကိုင်သူတယောက်ကလည်း ကျုံတော့အဆင်မပြေပါဘူး။လောက်ခလာစာရီနဲ့ပေါနေရဲ့ဒီကနေ့ခေတ်ကြီးမှာအင်ချမ်းမြေဝယ်ယူနိုင်တဲ့လူဆိုတာနေပါနေပါပြီ။စားဖို့တော့မနေရုံခံနေရတာကိုဘသူကအင်ချမ်းမြေဝယ်အောင်မလဲလို့သူကပြောပါတယ်။တရုတ် US အကောက်ခွန်စစ်ပွဲဟာပြည်သူတွေအားလုံးကိုဖိအားတွေပေးနေခဲ့ပါပြီ။ April 25 2025ခုနှစ်မှာ US ကတရုတ်ထုတ်လျှက်စစ်ပစ္စည်းတွေအဝတ်ထည်တွေနဲ့ တခြားလူသုံးကုန်ပစ္စည်းတွေကိုအခွန်အသစ်တွေတိုးမြင့်ပြီးတော့ကောက်ခံလိုက်ပါတယ်ဒီအတွက်ကုန်ပစ္စည်းဈေးတွေက30ရာနေပြီးတော့15ရှာခိုင်နှုန်းလောက်အထိကိုတက်သွားပါတယ်ရှီချင်းဖင်ကတော့ထရန်နဲ့တွေးဆုံဆွေးနွေးမယ်လို့သတင်းတွေကြားနေရပါတယ် CCP ဟာဒိတ်တဆိတ်ပဲ US ထုတ်ကုန်တွေကိုအခွန် short ပေးနေပါတယ်။ဒါပေမဲ့ April 29ရက်နေ့မှာတော့ဒီယုံနိုင်ငံရေးရာဌာနစိတ်သက်စစ်စင်ရေးဌာနခွဲကဒီယုံနိုင်ငံနေနဲ့အရှုံးပေးမှာမဟုတ်ဘူးဆိုတဲ့ဗီဒီယိုတစ်ခုတင်ခဲ့ပါတယ်။ဗီဒီယိုထဲမှာတော့အခွန်စစ်ပွဲကိုဒီယုံနိုင်ငံမမှုဘူးဆိုတာကိုထည့်ပြောခဲ့ပါတယ်။ပြောရေးဆိုခွင့်ရှိသူတယောက်ကတော့ဗီဒီယိုကတရုတ်ပြည်သူတွေကိုအားပေးတဲ့သဘောဖြစ်တယ်လို့ဆိုပါတယ်။ ဗီဒီယိုထွက်ပေါ်လာပြီးမှတော့တရုတ်မျိုးချစ်အများပြားကထောက်ခံခဲ့ကြပါတယ်။ဒါပေမဲ့ပြည်ပမာနေထိုင်တဲ့အမျိုးသားတရုတ်လူမျိုးတွေကတော့ချိန်နေမှန်သိနေကြပါတယ်။ US ကဆွေးနွေးချင်တာကိုတရုတ်ကဒူးထောက်ဖို့ငြင်းဆန်နေတဲ့ပုံစံဖြစ်နေပါတယ်။ ဒီလိုသာဆက်ဖြစ်နေရင်တရုတ်ပြည်သူတွေငပြက်ကုန်ပါလိမ့်မယ်။သမရရှိချင်းပြန်လဲမျက်နှာပြက်ရပါလိမ့်မယ်။ US ကတော့မင်းတို့ကိုဒူထောက်ဖို့အစကတည်းကငါတို့ပြောခဲ့တာမှမဟုတ်တာလို့တွေးနေလောက်ပါတယ်။ပညာရှင်တယောက်ကတော့ဒီစိတ်တဆစ်စင်ရေးဗီဒီယိုကကြမ်းတမ်းမှုတွေကိုဥတီနေပြီးတော့တရုတ်ပြည်သူတွေနေနဲ့ US ကိုအမုန်းပွားလာစေနိုင်တယ်လို့ထောက်ပြပါတယ်။ CCP ကတော့ ကုန်သွယ်ရေးစစ်ပွဲတင်မာနေမှုကိုပြည်သူတွေသိပြီးတော့ US ကိုအမုန်းပွားစေချင်တဲ့ပုံစံရှိနေပါတယ်။တနည်းအားဖြင့်အစိုးရမှတာဝန်မရှိဘူးဆိုတာကိုပြောချင်တာလည်းဖြစ်နိုင်ပါတယ်။ ထိုင်ဝမ်နိုင်ငံရဲ့အကြီးအကဲအရာရှိတဦးကတော့ထိုင်းနိုင်ငံဟာ Trump ရဲ့ထောင်ချောက်ထဲကိုကြောက်နေရလို့ဆိုပါတယ်။အစပိုင်းမှာအခွန်စစ်ပွဲကိုအကြောင်းပြုပြီးတော့တံမိုးနေတာရောင်းတံမိုးများတာပြန်ဝင်မဲ့အကြံ CCP မှာရှိခဲ့တယ်လို့သူကထင်နေပါတယ်။အခုမှတော့အခြေအနေကသူတို့ထင်သလောက်မလွယ်ကူနေတော့ပါဘူး။အစပိုင်းမှာသူတို့က Trump ကိုဈေးညှိပြီးတော့စိတ်ပြောင်းအောင်လုပ်နိုင်လိမ့်မယ်လို့ထင်ခဲ့ပုံရပါတယ်။အခုတော့နောက်ကျကုန်ပါပြီ။ CCP ကပြည်သူတွေဟာအခွန်စစ်ပွဲကိုတောင်းခံနိုင်လိမ့်မယ်လို့ မာရင်ယူဆခဲ့မိတာပါအရင်ကတရုတ်ပြည်ငမမှုဘေးမှာပြည်သူတွေကြမ်းကြမ်းခံနိုင်ခဲ့တာကို CCP ကအခုလက်ရှိအဖြစ်နဲ့ချိန်ထိုးကြည့်နေမိတာဖြစ်ပါတယ်အဲ့ဒီအချိန်က ပြည်သူတန်း40လောက်တိတ်ဆုံခဲ့ရပြီမဲ့တရုတ်နိုင်ငံကကြမ်းကြက်ခံနိုင်ခဲ့ပါတယ်။ဒါပေမဲ့ဒီကနေ့ခေတ်ကအရင်ခေတ်တွေနဲ့မတူတော့ပါဘူး။ပြည်သူတွေကစဉ်စားဉဏ်ပိုရှိလာပြီးတော့သတင်းချက်လက်တွေကိုလည်းအလွယ်တကူရနိုင်ခဲ့ပါပြီ။သတင်းပိတ်ဆို့ဖို့မလွယ်ကူတော့ပါဘူး။လောအားကနင်းပါတာတွေဈေးဆိုင်တွေပိတ်ထားရတာတွေတရုတ်နိုင်ငံအပေါ်ဖိအားတွေများနေတာတွေကိုပြည်သူတွေသိနေကြပါပြီ။တမိုင်းအရာစီးပွားရေးအခက်အခဲတွေဟာလူနေမှုဘဝတွေကိုခက်ခဲစေတယ်ဆိုတာသိကြမှာပါ။ ကျောင်း international တချင်းကိုဆိုပြီးတော့ online တင်လိုက်တယ်ဗျနားမလဲတာကကျောင်းဗီဒီယိုဖြုတ်ချခံလိုက်ရတယ်လေတချို့ကအဲ့ဒီတချင်းကိုခင်မမီတော့ဘူးလို့ယူဆနေကြပါတယ်ကျောင်းထင်တာကတော့ဘယ်ခေတ်ကာလပဲဖြစ်ဖြစ်လူတွေကအမှန်တရားကိုမြင်လို့ရမယ်လေ international တချင်းကလူတွေကို မတည့်ရက်ပြီးတော့မကောင်းတဲ့မိစ္ဆာတွေကိုတိုက်ထုတ်တဲ့အကြောင်းရေးထားတာပဲဒါကဘာမှနေလို့လဲလို့လူတစ်ယောက်ကပြောပါတယ် လူတွေရဲ့စိတ်မကျေနပ်မှုတွေကဧပြီလ15ရက်နေ့မှာ ပွင့်အံထွက်ကြလာခဲ့ပါတယ်။ဘတ်စကောင်မှတ်တိုင်တစ်ခုမှာ community စံချယ်ရေးပိုစတာတွေကပ်ထားတာကိုတာဝန်ရှိသူတွေတွေ့ခဲ့ရပါတယ်။ပိုစတာတွေနဲ့အတူနိုင်ငံရေးစနစ်မပြောင်းရင်နိုင်ငံတော်ကပြည်လည်နယ်လန်ထူမှာမဟုတ်ဘူးဆိုတဲ့အစားသားတွေရေးသားထားတာကိုလည်းတွေ့ကြရပါတယ်။တရုတ်ပြည်သူတွေကဒီမိုကရေစီစနစ်ဟာဒီအခြေအနေတွေကိုကျော်လွှားနိုင်မလားဆိုတာသိကြလာနေကြပါပြီ။ online မှာလည်း community စံချယ်စာတမ်းတွေကိုရေးသားတင်ပြကြပါတယ်။ ဒီစာရန်လေးကိုရေးသားသူတွေကတော့နေပညာတက္ကသိုလ်တစ်ခုက professor နှစ်ယောက်ဖြစ်ပါတယ်။ပြည်သူတွေက April ဟာ community စံချိန်ရေးလာများလားဆိုပြီးတော့တောင် comment တွေရေးသားခဲ့ကြပါတယ်။လူတွေပို့ထွက်လာပြီးတော့ပို့ပြီးပူးမွလဲလဲပြောချနိုင်ရင်ပို့ကောင်းပါတယ်။အခုတော့ဖြစ်သမျှခေါင်းငုံခံနေရတယ်လို့လူငယ်တယောက်ကဆိုပါတယ်။တရုတ်ပြည်သူအများစုကတော့အခုအချိန်ထိကြောင်ရွံ့မှုတွေနဲ့ပဲနေထိုင်နေရသေးပါ။တရုတ်ပြည်မှာ CCP ကိုစံချင်တာကပြည်မှုကြီးတစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ဒေဇာရာကတော့ပြည်သူတွေပို့ပြီးတော့ခက်ခဲလာလေလေဆန္ဒပြမှုတွေပို့ပြီးတော့များပြားလာလေလေဆိုတာပါပဲ လက်ရှိဆန္ဒပြမှုတွေကစိမ်းရဲမွဲတေမှုတွေငံမှုမှုတွေ CCP ရဲ့ဖိအားတွေကို မခံနိုင်မှုတွေကြောင့်ဖြစ်လာတာပါဒီအတွက် CCP ကဦးဆောင်ပြီးတော့ဒီခက်ခဲတွေကိုချော်လောဖို့ဆိုတာကမလွယ်ကူနေပါဘူးဆန္ဒပြမှုတွေကချက်ချင်းဖြစ်လာတော့မှမဟုတ်ပေမဲ့ပြည်သူတွေပို့ပြီးတော့ခက်ခဲလာရင်ကြီးမားတဲ့ဆန္ဒပြမှုတွေကိုမလွယ်မသွေခြုံတွေ့ရမယ်ဆိုတာကိုပြောချင်ရင်းနဲ့ဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါတယ်အဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ် 谁？